တင်ဆက်ပေးမယ့်သတင်းကတော့ဝင်းတီချုပ်ယာရုကနှုတ်ထပ်မပေးတာကြောင့်နိုင်ငံရေးကြက်တဲတွေပိုကြီးလာတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတုန်တက်ရှင်နာဝက်ထရာကိုယာရီကနေနှုတ်ထွက်ဖို့အတွက်အတိုက်ခံပါတီတွေမကပဲမဟာမိတ်ပါတီတွေကပါတောင်းဆိုနေရအောင်လက်မခံတာကြောင့်ထိုင်းနိုင်ငံရဲ့အကြက်တွေကပုံမကြီးမှလာခဲ့လို့သိရပါတယ်။ထိုင်းစစ်တပ်ကိုအလေးမထားသလိုပြောထုတ်ခဲ့တာကြောင့်ပေတုန်တက်ရှင်နာဝက်ထရာကိုနိုင်ငံရေးသမားတက်ဝက်နေနဲ့ဂုဏ်သိက္ခာရှိတာကိုပြတဲ့အနေနဲ့ယာရီကနေနှုတ်ထွက်ဖို့အတွက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ပေတုံတန်ရှင်နာဝထရာရဲ့ပါတီဖြစ်တဲ့ဖေတိုင်းပါတီကပေတုံတန်ရှင်နာဝထရာအနေနဲ့ယာလူရုံထုတ်မှာမဟုတ်တလို့အတိုက်ခံတွေတောင်းဆိုချက်ဖြစ်တဲ့လက်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲကျင်းပတာမျိုးတွေလည်းလုံးဝမဟုတ်ဘူးလို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုင်းမျိုးသားရေးသမားတွေနဲ့တော်ဝင်မိသားစုကို ထောက်ခံတဲ့သူတွေကပေတုံတန်ရှင်နာဝထရာယာလူရုံမနှုတ်ထွက်ဘူးဆိုရင်တော့အတိုက်ခံပါတီတွေကိုထောက်ခံတာမျိုးမဟုတ်ပေမဲ့လုံတင်နာတွေကိုဆက်လုပ်သွားမယ်လို့ပြောကြားခဲ့တာကြောင့်ထိုင်းနိုင်ငံရင်နဲ့ပတ်သက်ပြီးတော့မတည်ငြိမ်မှုတွေပေါ်ထွက်လာနိုင်တယ်လို့သိရပါတယ်။ ဒီတဲ့ကိုတော့ငင်းချမ်းဝါပေးပို့လာပါ